Mufti Zafar Ahmed Official Channel Biro, cheio, alors je m'y agace, biro, main, il وإذ قال موسى لقومه يا قوم إنكم ظلمتم أنفسكم باتخاذكم العجل فتوبوا إلى بارئكم فقتلوا أنفسكم ذلكم خير لكم عند بارئكم فتاب عليكم إنه هو التواب الرحيم نرى الله شميعا سبيل ما أكون أما بيوغير زكاو بأكو دنيا ما أشيه شيء بيدفع بيان بيوني ခုနနွားကိုးကွယ်တဲ့အချိန်မှာတမန်တော်မူဆာလေးဆလမ်ကဒူတောင်ပေါ်ကနေဆင်းလာတယ်ဆင်းလာပြီးတဲ့အချိန်မှာတွေ့သွားတဲ့အချိန်မှာမင်းတို့ဘယ်လိုလုပ်နွားကိုးကွယ်တာရောဆိုပြီးတော့မှတောင်ဝင်ကအနေနဲ့ထားခဲ့တဲ့တမန်တော်ဟာရူနအလေးဆလမ်အဲ့ဒီတမန်တော်ဟာရူနအလေးဆလမ်ကိုလည်းမုတ်စိတ်ကိုဆွဲပြီးတော့မှဒေါကံပြီးတော့မှမေးတယ်မင်းဘယ်လိုလုပ်တာရောဆိုပြီးတော့ အဲ့ဒီလိုပုံစံတွေမေးတယ်ပေါ့အဲ့ဒီဘက်ကိစ္စတွေကတခြားစူလာတွေရောက်ပြီးဆိုတဲ့အခါကျရင်အခြေတဝန်လာပါလိမ့်မယ်အဲ့ဒီချိန်ကျရင်အခြေတဝန်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်ဒီမှာကတော့အလောင်းရှင်မြတ်ကအချင်းချင်းပဲမိတယ်အဲ့ဒါကြောင့်ကျွန်တော်လည်းအချင်းချင်းလေးပဲလောလောဆယ်မှာပြောပြသွားမှာဖြစ်တယ်အဲ့တော့ဝအစ်ခေါ်လာအဲ့ဒီအချိန်ဝလမင်းတို့ပြန်တရိယာတဲ့ဘယ်အချိန်လဲဆိုရင်တမန်တော်မူဆာအလိုင်ဆလမ်ကတူတောင်ပေါ်ကနေဆင်းလာပြီးတဲ့နောက်ပိုင်းမှာမိမိရဲ့မျိုးနွယ်စုကိုပြောတယ်အင်နကုမ်ဇလမ်တုမ်အန်ဖူဆာကုမ်မင်းတို့ဟာပြစ်မှုအကြီးကြီးကျူးလွန်ခဲ့ကြတယ် မင်းတို့ဘီပြစ်မှုကျူးလွန်လိုက်တာဟာကိုကိုကိုမင်းတို့ဒုက္ခပေးလိုက်တာပဲကိုကိုကိုမင်းတို့ဒုက္ခရောက်အောင်လှုပ်လိုက်တာပဲဆိုပြီးတော့တမန်တော်ကတမန်တော်မူဆာလေးဆလမ်ကမိတ်နေဘယ်လိုပုံစံလောက်တာလဲပစ်တီဟာဒီကုမလ်အိုင်ဂျလာမင်းတို့ဒီခုနပြောတဲ့ဒီကြီးနွားရုပ်ကိုဘာလုပ်လိုက်တယ်လဲ ဖယားအဖြစ်နဲ့ကိုးဝယ်လိုက်တဲ့အတွက်ကြောင့်မလို့ဒါဟာမင်းတို့ကိုကိုကိုဘဝကိုဖျက်ပစ်ပလိုက်တာပဲဆိုပြီးတော့တမန်တော်မူဆာအလစ်ဆလမ်ကပြောတယ်ဖတူဘူအီလာဘာရီအီကွန်အဲ့တော့အဲ့ဒီချိန်မှာအလောရှင်မြတ်ဘက်ကနေပြီးတော့ဝဟီချပေးတယ်ချပေးပြီးတော့ဘာလို့ခိုင်းတယ်လဲဆိုတော့မင်းတို့ရဲ့ဒီအပြစ်ကိုတော့ဘယ်တော့ခွန့်လို့ဖို့အတွက်စေးကြောဖို့အတွက်ဘာလို့ဝါမလဲဆိုလို့ရှိရင်အဲဖသူဘူအီလာဘာရီအီကွန်အလောရှင်မြတ်ကိုစီမှာမင်းတို့တောက်ပါလောက်ရမယ် တော့တမန်တော်မူဆာအလိုင်စလမ်ကိုတို့ကပြောတယ်ဟုတ်ပါတယ်ကျွန်တော်တို့အလျင်စလိုဖြစ်သွားပါတယ်တမန်တော်မူဆာအလိုင်စလမ်ရက်40နေပြီးပြန်လာမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မဆောင်နိုင်လိုက်ဘူးမဆောင်နိုင်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်လဲဒီဘက်မှာဖခင်ကိုကိုအဖခင်အတုတစ်ခုလုပ်ပြီးတော့မှကျွန်တော်တို့ရုပ်ထုတစ်ခုကိုယ်ွယ်မိသွားပါတယ် တော့အဲ့လိုကိုးကွယ်မိသွားတယ်ဆိုတဲ့ဟာကိုသူတို့ကိုယ်တိုင်လည်းအမားဝန်ခံတယ်အဲ့လိုအမားဝန်ခံတဲ့တကြောင်ကျွန်တော်တို့မလုံတင်တာကိုလုံမိပါတယ်ဆိုပြီးတော့ဝန်ခံတဲ့တကြောင်အလောင်းရှင်မြတ်ဘက်ကနေပြီးတော့သူတို့ကိုမင်းတို့ဘယ်လိုပုံစံမျိုးအလတ်ထံမှာဝန်ချတောင်းပန်ရမလဲဆိုတဲ့နီးလန်းကို formula ကိုချပေးတယ်ချပေးတော့ဗာပြောတယ်ဆိုရင်မင်းတို့အလတ်ထံမှာတော်ပါလို့တော်ပါလို့တဲ့နေရာမှာဘယ်လိုတော်ပါလို့အောင်လဲဆိုတော့မင်းတို့ဒါကိုဝန်ခံပါတယ်ဆိုတဲ့သူတွေအားလုံးကအချင်းချင်းတယောက်ကိုတယောက်တဆိုလိုတာကမင်းတို့တည်တံပဲ သူ့ဘက်နှိုင်းရှင်တဲ့အတွက်ကြောင့်မလို့မင်းတို့ကိုအလောင်းရှင်မြတ်ဘက်ကနေဒီချိန်မှာမင်းတို့တော်ပါလုပ်မယ်ဆိုရင်တော်ပါလုပ်တဲ့သူတွေကိုအလာခွင့်လွတ်မယ်ဘယ်လိုခွင့်လွတ်မလဲဆိုလို့ရှိရင်တေတံကိုလက်ခံတဲ့သူတွေကိုသာလင်အလာခွင့်လွတ်မယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့အဲဒီအဲသူတို့ကိုအပြစ်ဒဏ်ချတယ်ပြစ်ဒဏ်ချတဲ့အချိန်မှာဖောက်ကတူလူအန်ဖူစာကွန်မင်းတို့အချင်းချင်းအခုနပြောတဲ့ဒီပြစ်မှုကိုဘယ်သူတွေကျူးလွန်ခဲ့တယ်လဲကျူးလွန်ခဲ့တဲ့သူတွေအားလုံးဟာအချင်းချင်းတတ်ကြတယ် တော့အချင်းချင်းတက်ကြဆိုတော့သူ့ငါတက်ငါသူတက်နဲ့အဲ့လိုပုံစံမျိုးနဲ့တတ်မှိုင်ပေးလိုက်တယ်အချင်းချင်းကိုပဲပြန်ပြီးတော့မှကွမြတ်ခိုင်းလိုက်တယ်ကွမြတ်ခိုင်းလိုက်တဲ့ချိန်မှာအားလုံးကွမြတ်ရင်ကွမြတ်ရင်နဲ့ဒီတောဘာလောက်တဲ့သူတွေအကုန်လုံးကုန်သွားတယ်ကုန်သွားပြီဆိုတဲ့အချိန်မှာဖကဒူဇာလီကွမ်ခိုင်ရူလကွမ်အင်ဒဘာရီကွမ်လောရှင်မြတ်ကမိတ်နေတယ်မင်းတို့ဒီလိုပုံစံမျိုးနဲ့အချင်းချင်းကွမြတ်ချင်းကသာလျင်ဒါအလောင်ရှင်မြတ်ရဲ့ထံတော်ဘာမှအကောင်းဆုံးပဲနောက်တဲ့တောဘာလောက်တဲ့နီးထမရှိဘူး အဲသူတို့ခေသူတို့အခါရဲ့တောဘာလုတ်တဲ့နီးကိုဆိုလိုတာဖြစ်တယ်အဲ့တော့အလောရှင်မြတ်ကသူတို့ကိုဒီရုပ်ဒီရုပ်ထုကိုးကွယ်တဲ့သူတွေကိုနွားရုပ်ကိုးကွယ်တဲ့သူတွေကိုအလောရှင်မြတ်ကနေအချင်းချင်းကွမျက်ကြဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးကွမျက်ခိုင်းလိုက်တယ်အဲ့ဒါဒီအလောရှင်မြတ်ဘက်ကချပေးလိုက်တဲ့တောဘာလုတ်တဲ့ formula ပဲဖြစ်တယ်အဲ့တော့ရှေ့ကိုဆက်ပြီးတော့အမိန့်ရှိနေတဲ့ fataba alaykum သူတို့အားလုံးကိုကအချင်းချင်းကွမျက်ကြတယ်ဒီမှာရုပ်ထုကိုးကွယ်ရခဲ့ကြတဲ့သူတွေကိုပဲဆိုလိုတာဖြစ်တယ်။မကိုးကွယ်တဲ့သူတွေကဒီဒီတောက်ပါလက်ဝါတဲ့ထဲမှာမပါဘူး။အဲ့တော့ ဒီလိုမျိုးအလျင်ဆိုလိုလုပ်ပြီးဘသူတွေဟာဦးစီးဦးဆောင်လုပ်ပြီးကိုးကွယ်ခဲ့လေအဲ့ဒီကိုးကွယ်ခဲ့တဲ့သူတွေရောအလောရှိမြက်ကအချင်းချင်းကွမြက်ခိုင်းတယ်ကွမြက်ခိုင်းတော့သူတို့ကကွမြက်လိုက်ကြတယ်ကွမြက်ခိုင်းလိုက်တဲ့ပုံမှာအလောရှိမြက်ကအဲ့ဒီကွမြက်လိုက်တဲ့သူတွေကိုတောက်ပါလှုပ်လိုက်တဲ့သူတွေကိုအလာကသူတို့ရဲ့တောက်ပါကိုလက်ခံပောက်ဖို့ပြုလိုက်တယ်ဆိုလိုတာကဘာလဲဆိုရင်သူတို့ကိုအလာခွန့်လွှတ်လိုက်တယ်ဘယ်သူဟာတေတံကိုလက်ခံလိုက်တယ်လက်ခံလိုက်တဲ့သူကိုအလာခွန့်လွှတ်လိုက်ပြီး innahu huwa at-tawwabur rahim ဧကမောချာအလောရှိမြက်တည်တာလျင် ်ဝန်ချတောင်းပန်ခြင်းကိုလက်ခံတော်မူသောအရှင်ဖြစ်တယ်။အလောရှင်မြတ်တည်တာလည်းဂယုဏတော်ဂယုဏရှိတော်မူသောအရှင်ဖြစ်တော်မူတယ်ဆိုပြီးတော့အလာကမိန်တော်မူတယ်။အဲ့တော့သူတို့ဒီတောင်းပါမလို့ဘူးအလတ်ဘက်ကလွန်ငင်းချမ်းသာကွင့်မရဘူးဆိုရင်သူတို့ဒီထာဝရဂျဟန္နမသွားပြီးတော့မှအမြဲတမ်းပြစ်ဒဏ်ခံရမယ်။အဲ့တော့အဲ့လိုထာဝရဂျဟန္နမပြစ်ဒဏ်မခံရဘူးအတော့ကိုအလောရှင်မြတ်ကသူတို့ကိုဒီနေရာမှာတေဒဏ်ပဲပေးလိုက်တယ်။တေဒဏ်ပေးပြီးတော့ဒါအလတ်ဘက်ကဂယုဏရှိတဲ့အတွက်ကြောင့်မလို့ဒီတေဒဏ်နဲ့ပဲသူတို့ကိုပြီးသွားစေတော်မူ အရှိကိုဆက်ပြီးတော့အလောင်ရှင်မြတ်ကနေနောက်တစ်ခေါက်တမန်တော်ခင်မှာရှိနေတဲ့ဂျူးလူမျိုးတွေအစ္စရေးလူမျိုးတွေကိုတမန်တော်အလောင်ရှင်မြတ်ကနေဆက်ပြီးတော့မှမိတ်နေတယ်မင်းတို့နောက်ထပ်တစ်ချိန်ကိုလည်းထပ်ပြီးတော့တတိယအောင်ဆိုလိုတာမင်းတို့ဘုံမှာအလောင်ရှင်မြတ်ကနောက်ထပ်ရှင်းမြောက်ခဲ့တဲ့ဟာနောက်ထပ်လွန်ငင်းချမ်းသာခွင့်ပေးခဲ့တဲ့အခေါက်တွေရှိခဲ့နေတယ်အဲ့ဒါဘယ်အချိန်လဲအိုလ်ဒိုမီယာမူဆာ အသင်တို့ဟာတမန်တော်မူဆာအလိဆလမ်ကိုပြောတယ်တမန်တော်မူဆာအလိဆလမ်ကသူတို့ကိုပြောတယ်တော်ရအပေါ်သူတော်မွားနေဆင်းလာပြီးတဲ့နောက်ပိုင်းမှာသူတို့ပြောတယ်မင်းတို့အလာတပါးတဲ့ကိုကိုးကွယ်အဲ့လောက်ရှင်မြတ်ကြီးတပါးတဲ့တော့အရှင်ဖြစ်တယ်ဒီတပါးတဲ့တော့အရှင်ဟာအတုမရှိဘူးဆိုပြီးတော့ဒီလိုမျိုးပြောတယ်ပြောတော့အဲ့ဒီလိုပြောတဲ့အချိန်မှာဒီသူတို့ရဲ့တမန်တော်မူဆာအလိဆလမ်ရဲ့နောက်လိုက်သားတွေဖြစ်တဲ့ဣသရေလလူမျိုးတွေဒီဣသရေလလူမျိုးတွေကတမန်တော်မူဆာအလိဆလမ်ကိုပြန်ပြီးတော့အပြေပေးတယ်ပြန်တုံပြန်မယ်ပြန်ပက်ဘယ်လိုပြန်ပက်တယ်လဲဆိုတော့လနုမင်းလကဟတ်တာနရလ္လာဟဂျဟရတန် فاخذتكم لن نؤمن حتى نرى الله جهرا ဘာဗျာပြန်ပြောလို့ဆိုခမရကိုကျွန်တော်တို့ယုံမှာမဟုတ်ဘူးတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခမရကိုကျွန်တော်တို့ယုံမှာမဟုတ်ဘူးဘယ်တော့ထိအောင်လဲ hatta nara allah jahratan အလောရှိမြတ်ကိုကျွန်တော်တို့ကိုယ်မျက်စိနဲ့ကိုဒါတိုင်းမြင်ရမှသာလျင်ခမရကိုကျွန်တော်တို့ယုံမယ်မဟုတ်ရင်ကျုပ်တို့မယုံနိုင်ဘူးဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့အတင်တို့ဟာတမန်တော်မူဆာလေဆလမ်ကိုပြန်ပက်ခဲ့တယ်ပြန်ပြီးတော့မှတုံ့ပြန်ခဲ့တယ်ဒါမတုံ့ပြန်တဲ့နဲ့ အဲ့လိုမပြုံတက်မတုံ့ပြန်တဲ့နဲ့နီလန်းနဲ့အတင်တို့တုံ့ပြန်ခဲ့ကြတယ်အဲ့လိုလိုတုံ့ပြန်ခဲ့ကြတဲ့အကြောင်းအလ္လာဟ်ရှိဘက်ကနေအဲ့မှာတခါတည်းတန်းပြီးတော့မှသူတို့ကိုမလုပ်သေးလဲဆိုရင်ဖာခါဒတ်ကုမဆာအီခါတူဝအန်တုမ်တန်ဇူရူနအဲ့လိုမျိုးတောင်းဆိုတယ်တောင်းဆိုတဲ့အချိန်မှာဒါဟာသူတို့မတောင်းဆိုတဲ့နဲ့ကိစ္စ တနဗီကသူတို့ကိုပြောနေတဲ့ဒါကိုဒီလိုယုံလို့ပြောနေတယ်ပြောနေပြီဆိုလို့ရှိရင်ဒါကိုဒီတိုင်းယုံလိုက်ရမှာအဲ့ဒါကိုဆောရကတက်တယ်ဆောရကတက်တဲ့ချိန်မှာအလရှိမက်ကပါလို့တယ်ဆိုတော့သူတို့တမဟုတ်ချင်းဆိုတယ်လို့မျိုးပဲအလဘကနေပြီးတော့မှမိုးဂျိုးပစ်စီတယ်အဲ့ဒီလိုသူတို့ကြည့်နေတဲ့ချိန်မှာပဲဒိုင်းဆိုပြီးတော့အလဘကနိုလာတယ်မိုးဂျိုးပစ်လိုက်တယ်အဲ့ဒီမိုးဂျိုးပစ်လိုက်တဲ့တကြောင်သူတို့အားလုံးဟောပါတော့တေကုန်ကြတယ်တေကုန်ကြပြီးတော့သုမဘာသနာကုမ်မင်ဘာဒီမောတီကုမ်အဲ့လိုတေပြီးသွားတဲ့ချိန်မှာတိတ်မကြခင်ချိန်မှာပဲအလရှိမက်ကနေသူတို့ပါပြန်လို့တည်တယ်ဆိုတော့ နောက်တစ်ခေါက်ပြန်ရှင်ပြန်ထစီတယ်သူတို့အသက်တွေပြန်သွင်းပေးလိုက်တယ်အလဘက်ကနေပြီးတော့အဲ့တော့အဲ့လိုအသက်ပြန်ပင်းသွင်းပေးလိုက်တဲ့အကြောင်းလာအလကုမ်တက်ရှကူရူန်ဘာကြောင့်အလ္လာဟ်ရှင်မြတ်ကသူတို့အသက်ပြန်သွင်းပေးလိုက်တယ်လဲဆိုတော့သူတို့ဒီအလ္လာဟ်ကိုတိုက်ရိုက်မြင်ဖို့နေနေတာတာအလ္လာဟ်စီကနေလာတဲ့နူရ်လေးတစ်ချက်ပေါ့ဒီမိုးဂျိုးဆိုတဲ့အရာကြီးကဒါအလ္လာဟ်ဘက်ကနူရ်လေးတဲသေးလေးတစ်ခုပဲလာတာအဲ့တဲသေးလေးတစ်ခုနဲ့တင်ဒိုင်းငယ်နေဆိုပြီးတော့ နူဒီနူကြောင့်မလို့အားလုံးပြာတောက်ကုန်တယ်အကုန်တေကြေကုန်တယ်အဲ့တော့အဲ့လိုတေကြေကုန်ပြီးသားဟာဟိုမှာအလောရှင်မြတ်ကနေနောက်ခေါသူတို့ကိုပြန်အသက်သွင်းပြီးပြန်ရှင်ပြန်ထစေတယ်အဲ့လိုရှင်ပြန်ထစေတာကဘာကြောင့်လဲဆိုလို့ရှိရင်လာအလကုမ်တက်ရှ်ကူရူနမင်းတို့အလကိုကျေးဇူးတင်ရလေအောင်ဆိုလိုတာမင်းတို့အလကိုမြင်မြင်နဲ့ပြောတယ်အလကိုမြင်ရဖို့ဆိုတာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လောကမှာရှိနေတဲ့လူသားတွေတရဝါတွေကိုအလချင်းမြင်ထားတဲ့မျက်စိဆိုတာကပါဝါနည်းနည်းလေးပဲရှိတာအဲ့ဒီပါဝါနဲ့ခုနကပြောတဲ့မိုးကြိုးကိုတောင်ကျွန်တော်တို့ မိုးကြိုးတန်းတော့မခံနိုင်ဘူးနေကိုကျွန်တော်တို့ရှင်ပြီးကြည့်မယ်ဆိုလို့ရှိရင်နေရဲ့အလင်းရောင်ကိုကျွန်တော်တို့မျက်စိနဲ့မကြည့်နိုင်ဘူးအဲ့တော့ဒါတာမန်နူအဆင့်ပဲရှိသေးတယ်အဲ့တော့အဲ့ဒီတော့တာမန်နူအဆင့်၄ကိုတော့မှကျွန်တော်တို့မျက်စိနဲ့ကျွန်တော်တို့သေချာမြင်အောင်စူးစိုက်ပြီးတော့မှမကြည့်နိုင်ဘူးတခြားအကာအကွယ်တွေနဲ့ပဲကျွန်တော်တို့နေကိုကြည့်လို့ရတယ်အဲ့တော့ဒါအလောင်ရှင်မြတ်ဖန်ဆင်းထားတဲ့အရာတစ်ခုလေးပဲရှိသေးတယ်အဲ့ဒီအရာတစ်ခုရဲ့ဒီအလင်းရောင်ကိုတော့ကျွန်တော်တို့မျက်စိနဲ့ကန်းကုန်အောင်သေချာ တေချာဂါဂနနာမကြည့်နိုင်ဘူးအဲ့တော့အလ္လာဟ်ကိုကျွန်တော်တို့အလ္လာဟ်ရှင်မြတ်ဆိုတာကရှေ့မှာအာယတ်တမှာအလ္လာဟ်ရှင်မြတ်မိတယ်အလ္လာဟ်နူရုစမာဝါတီဝါလ်အရ်အလ္လာဟ်ရှင်မြတ်ဒီနူရပဲတမန်တော်မြတ်ဆလ္လာလာဟ်အလัยဟိဆလမ်ကမီရာဂျ်ခရီးစဉ်ကိုတွားခဲ့တယ်တွားခဲ့တဲ့အချိန်မှာလည်းပဲပြန်လာတဲ့အချိန်မှာဆွာဘာတွေကမေးတယ်အလ္လာဟ်ကဘယ်လိုလဲလို့မေးတော့အလ္လာဟ်ဟူဝါနူရအလ္လာဟ်ရှင်မြတ်ကနူရပဲလीနူရအလင်းရောင်ပဲလीဆိုပြီးတော့မှပြောတယ်အဲ့တော့အဲ့ဒီအလင်းရောင်ကဘယ်လိုပုံစံမျိုးလဲအဲ့ဒါဘယ်သူကမှမဖွင့်ဆိုတော့ဇကလုံးတွေဟာဖွင့်ဆိုနိုင်စွမ်းမရှိဘူးအဲ့တော့ အလောင်းရှင်မြတ်ရဲ့ဒီခုနပြောတဲ့မိုးဂျိုးလေးတစ်ချက်ပဲပြစ်ပြတယ်ပြစ်ပြတဲ့အချိန်မှာတော့အဲ့ဒီမိုးဂျိုးရဲ့ဒီနူအလင်းရောင်လေးရဲ့တမဟုတ်ကလေးရိုက်ရိုက်ခတ်မှုနဲ့တော့အလုံးပြာတောက်ပြီးတော့ကြေမွကုန်တယ်ကြေမွပြီးမှအလောင်းရှင်မြတ်ကလည်းသူတို့ကိုပြန်ပြီးတော့အသက်သွင်းပြီးတော့ပြန်ရှင်ပြန်ထစေတယ်အဲ့ဒါဒီအလုံးကိုလည်းသူတို့ကမြင်နေတာပဲအဲ့တော့လာအလကုမ်တက်ရှကူရုန်ဒီလိုဖြစ်စဉ်မျိုးအလောင်းရှင်မြတ်ကဘာကြောင့်ဖြစ်စေတာလဲဆိုတော့မင်းတို့အလကိုဂျေဇူးတင်ရလေအောင်ဆိုလိုတာကမင်းတို့နဗီကိုသွားပြီးတော့မတက်တဲ့နဲ့ဆောရကတက်တယ် အလောက်ကျွန်တော်တို့ဓာတ်ရိုက်မြင်ရမှယုံမယ်လို့ပြောတယ်အလောက်ရဲ့ node လေးတည်တည်လေးတောင်တို့မြင်နိုင်စမ်းမရှိဘူးခန္ဓာကိုယ်တစ်ခုလုံးပေးဆက်လိုက်ရအဲ့တော့ဒါပေမဲ့လည်းအလောက်ရှင်ဘက်ကတို့ကိုမလုပ်တယ်လဲဆိုရင်လူတွေကအချက်ကလေးတော့အလောက်ဘက်ကနေပြလိုက်တယ်ပြပြီးတဲ့နောက်ဘက်မှာတို့ကိုပြန်ရှင်ပြန်ထစေအဲ့တော့အဲ့လိုပြန်ရှင်ပြန်ထစေတယ်ဆိုတာကိုကလည်းပဲဒါဟာတော်တော်များများလူတွေကိုအဲ့လိုမျိုးဖြစ်စေလေ မရှိဘူးလူတယောက်ကိုအလောင်းရှင်မြတ်ကတခါပဲတည်စေတယ်အခုဒီနေရာမှာသူတို့ပရမတခါတည်စေတယ်တည်စေပြီးတဲ့နောက်ပိုင်းမှာသူတို့ပြန်ရှင်ပြန်ထစေတယ်ရှင်ပြန်ထစေပြီးတော့ပြောတယ်မင်းတို့ဘယ်လိုလဲဆိုပြီးပြောတော့အဲ့ဒီကြတော့မှလက်ခံကြတယ်လက်ခံကြတယ်ဆိုတော့ဒါကလည်းအလောင်းရှင်မြတ်ဘက်ကနေသူတို့ဣသရေလလူမျိုးတွေပေါ်မှာတိုက်ရိုက်ပြုခဲ့တယ်ယေရှုတခုပဲရှေ့ကိုနောက်တော့ဆက်ပြီးတော့အလာကမိတ်တော်မူတယ်ဝဇလလနာအလိုက်ကုမ်လ်ဂမာမဝအန်ဇလနာအလိုက်ကုမ်လ်မန်နဝဆလဝါကုလူမင်တိုင်ဘာတီမာရဇဂနာကုမ် ဝမဇလမူနာဝလာကင်ကာနူအန်ဖူဆာဟွန်ယဇလီမွန်းနောက်ထပ်အလ္လာဟ်ဘက်ကချီးမြှင့်မှုတစ်ခုကိုဆက်ပြီးတော့မှအလ္လာဟ်ကမိန်တော်အခုနအပေါ်မှာပြောလိုက်တယ်သူတို့ဒီတီးဆိုတဲ့တဲကန်နာရထဲမှာနှစ်ပေါင်း40ယွာလဲနေတယ်အဲ့မှာဝင်ကဘာကြီးလို့ဖြစ်ပြီးတော့မှနှစ်ပေါင်း40ယွာလဲခဲ့တယ်အဲ့ဒီယွာလဲနေတာအလောင်းအလောင်းရှင်မြတ်ကလည်းသူတို့အာဇာဖြာထားတာဖြစ်တယ်အဲ့ဒီအာဇာဖြာထားတဲ့အထက်မှာပဲအလောင်းရှင်မြတ်သူတို့က မနဲ့မိုးလင်းရင်ထွက်သွားတယ်ထွက်သွားရင်နေရတအားပြင်းတယ်ကန္နာရလည်းဖြစ်တယ်အောက်ကကန္နာရအပေါ်ကနေအဲ့တော့မတရားပြင်းတော့သူတို့ကအပူဒဏ်မခံနိုင်ဘူးမခံနိုင်တဲ့အပေါ်မှာတမန်တော်မူဆာလည်းဆလမ်ဘိုးလျှောက်ထားတယ်။အိုတမန်တော်မူဆာကျွန်တော်တို့အရန်ပူလုံးအားကြီးတယ်အဲ့တော့အလတ်စီမှာဒူအာတောင်းပေးပါကျွန်တော်တို့အပူဒဏ်နေကာကွယ်ဖို့အတွက်ကိုအလတ်ဒီမှာဒူအာတောင်းပေးပါဆိုပြီးတော့အဲ့လိုလိုပုံစံမျိုးတောင်းလိုက်တယ်အဲ့တော့တောင်းခိုင်းတဲ့အချိန်မှာအလောရှင်မြတ်ကနေသူတို့ဒီအစ္စရေလလူမျိုးတွေအတွက်ကိုအလောရှင်မြတ်ကဘာလို့တည်လဲဆိုတော့ဒီ တိဆိုတဲ့ဒီကန္နာရကြီးထဲမှာသူတို့သွားနေတဲ့တောက်လျှောက်ကမနဲ့မိုးလင်းလို့နေထွက်လာပြီးနေထိုးပြီးဆိုတာနဲ့တန်းပြီးတော့မှမိုးတိမ်တွေကသူတို့ကိုအုပ်ထားပေးလိုက်တယ်။သူတို့မျိုးနွယ်စုတွေဘယ်နားလေးမှာရှိလဲရှိတယ်ဆိုရင်အလောရှင်မြတ်ဘက်ကတိမ်တွေထပ်ပြီးတော့အုပ်ထားပေးတယ်။အုပ်ထားပြီးတော့အထက်ကနေရတိုက်ရိုက်သူတို့ဘုံမကြတော့တဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဆိုတော့အများရန်အရေးရနေတယ်။အဲ့တော့တနေ့နေပြင်းနေသူရဲ့ကာလာပတ်လုံးသူတို့ဘုံမှာအရေးရနေတယ်။အဲ့ဒီလိုအရေးရအောင်မိုးတိုက်ရိုက်နေတိုင်းလိုလိုလာပြီးတော့နှစ်ပေါင်း40လုံးလုံးတိုက်ရိုက်တယ်လို့မျိုးပဲသူတို့ကိုမိုးပေးထားတာကလည်း ဒါကအတော်ရှင်မြတ်ကလည်းသူတို့တိုက်ရိုက်ချီးမြှင့်ထားတဲ့နေမတ်ပဲဖြစ်တယ်။တခြားလူမျိုးတွေကိုလိုတယ်ဆိုတိုင်းအရေးဘယ်တော့မှမရစေဘူး။ဒီမှာသူတို့တောင်းတယ်ဆိုတာနဲ့တမန်တော်မူဆာအလ္လာဟ်ဆလမ်ကအလ္လာဟ်စီမှာဒူအာတောင်းပေးတယ်။တောင်းပြီးတော့တမန်တော်မူဆာအလ္လာဟ်ဆလမ်ကဒူအာကိုအကြောင်းခံပြီးတော့ဒီဣသရေလလူမျိုးတွေကိုအလ္လာဟ်ဘက်ကနေဒီလိုမျိုးချီးမြှင့်တော်မူလိုက်တဲ့မိုးတိမ်ပြီးတော့သူတို့ဒီနှစ်ပေါင်း40လုံးလုံးခရီးထွက်နေရတာဆိုတော့ကြတော့ တောက်လျှောက်တို့သွားတယ်နောက်နေ့ကျရင်ပြန်ပြီးတော့မှဒီနေရာရောက်တယ်မနေ့သွားတယ်ညကျရင်ဒီနေရာပြန်ရောက်မနေ့သွားတယ်နောက်နေ့မနေ့မိုးလေဒီနေရာပြန်ရောက်တယ်ဆိုတော့ ဒီလိုပုံစံမျိုးနဲ့ပဲယွာလဲနေတာယွာလဲနေတာဆိုတော့တို့ကဒီထက်ကနေမထွက်နိုင်ဘူးမထွက်နိုင်ဘူးဆိုတော့တို့မှစားဖို့တောက်ဖို့လေခန္ဓာရဆိုတော့မရှိဘူးမရှိတော့တမန်တော်မူစားလဲစားမှုပြောတယ်ကျွန်တော်တို့စားဖို့တောက်ဖို့လေလုပ်ပေးပါဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးအလတ်စီမှာသူဟာတောင်းပေးပါဆိုပြီးပြောတဲ့ချိန်မှာတမန်တော်မူစားလဲစားမှုအလတ်စီမှာသူဟာတောင်းပေးတယ်တောင်းပေးတဲ့ချိန်မှာအလောရှင်မြတ်ကနေမန်ဆိုတဲ့အရာနဲ့ဆလဝါဆိုတဲ့အရာနဲ့နှစ်ခုကိုအလတ်ဘက်ကချပေးတယ်အဲ့ဒီမန်နဲ့ဆလဝါဆိုတဲ့အကြောင်းကဘိုင်ဘယ်ကျမ်းတွေထဲမှာလည်းပဲဒါလွတ်မြောက်ရာကျမ်းဆိုတဲ့သူတို့အဲ့ဒီထဲမှာအဲ့ဒါတွေပါတယ် မန်မန်ဆိုတာဘာကိုခေါ်တယ်လဲဆိုလို့ရှိရင် तू ကနှင်းနှင်းနဲ့တူတဲ့ပုံစံမျိုးတွေအဲ့တော့နှင်းနဲ့တူတဲ့အဲ့ဒီလိုမျိုးအရာတွေအဲ့ဒီလိုနှင်းနဲ့တူတဲ့အဲ့ဒီလိုမျိုးမုတ်စားလို့ရတဲ့မုတ်အဲ့ဒီလိုနှင်းနဲ့တူတဲ့အရာအဖြူရောင်ရှိတဲ့အဲ့ဒီမုတ်ကိုအလောင်းရှင်မြတ်ကနေပြီးတော့မှသူတို့ကိုမနဲ့မိုးလင်းနိုင်သူတို့ပတ်ဝန်းကျင်မှာနှင်းကြပြီဆိုတဲ့အခါကျရင်အဲ့ဒီနှင်းရဲ့အောက်ထဲမှာအဲ့ဒီအရာလေးတွေကအမြဲတမ်းလိုလိုပါလာနေရှိတယ်ပါလာတယ်ဆိုရင်သူတို့အဲ့ဒါကိုယူပြီးတော့စားလိုက်ရအဲ့ဒီနှင်းပေါင်း40လုံးလုံးသူတို့ဘယ်တော့မှချက်စားစရာမလို့ အဲ့တော့ကန္နာယပတ်ဝန်းကျင်မှာကန္နာယကြီးဖြစ်တဲ့ကြောင့်ဘာကောက်ပဲတိနာမှလည်းမရဘူးမရနိုင်တဲ့ကြောင့်အလောရှိမကသူတို့ကိုဘိုးဘွားနေတိုက်ရိုက်ချပြီးတော့မှကျွေးလာတာဖြစ်တယ်အဲ့တော့ဒါကလည်းသူတို့ဘုံမှာတီးတန့်ချီးမြှင့်ထားတဲ့နေမတ်တစ်ခုပဲဒါလည်းချီးမြှင့်မှုတစ်ခုပဲပြီးတော့ဆလဝါဆလဝါဆိုတာငုံလို့ပုံစံမျိုးပဲတရဝါမျိုးအဲ့ဒီလိုငုံလို့မျိုးတရဝါရှိတဲ့အရာအဲ့ဒီငုံလို့တရဝါသူတို့လှမ်းဖမ်းလိုက်လို့ရှိရင်သူတို့လက်ထဲကိုအသာလေးယောက်လာတယ်ယောက်လာတဲ့အရာသူတို့လက်ထဲယောက်သွားပြီဆိုလို့ရှိရင်ဒါကသူတို့လက်ထဲမှာတခါတည်းကင်ပြီးသားပြုတ်ပြီးသား ဖုတ်ပြီးသားသူတို့ဘယ်လိုစားကျင်လဲစားကျင်တဲ့ပုံစံချက်တဲ့ကိုလက်ထဲကိုရောက်တယ်ဆိုတာနဲ့တကားတယ်အပီစီရတာပြီးသားသူတို့လက်တင်ပြီးစားယုံတယ်ခုနပြောတဲ့မန်းလို့ခေါ်တဲ့နှင်းနဲ့တူတဲ့အဲ့ဒီလိုမုတ်အဲ့ဒီမုတ်ကလည်းပဲသူတို့ကယူပြီးတော့မှစားလိုက်ရုံပဲဘာမှလုပ်စရာမလိုဘူးဆလဝါလို့ခေါ်တဲ့ငုံငုံလို့ပုံစံမျိုးတရဝါလေးတွေရှိတယ်။အဲ့ဒီငှက်ကလေးတွေအဲ့ဒီငှက်ကလေးတွေကလည်းသူတို့စီကိုရောက်လာတယ်သူတို့စားခြင်းမြည်စတဲ့အခါကျရင်သူတို့စီရောက်လာတယ်လက်ထဲရောက်ရင်တခါတည်း ချက်ပြီးပြုတ်ပြီးအားလုံးသူတို့ဘလို့စားကြင်လဲစားကြင်တဲ့ပုံစံတိုင်းဖြစ်ထားပြီးသားပဲအဲ့ဒီဟာကိုသူတို့စားလို့ရတယ်ဒီနှစ်ခုကိုနှစ်ပေါင်း40လုံးလုံးအလောက်ချင်းဘက်ကသူတို့ကိုအမြဲတမ်းတိုက်ရိုက်ကြွေးခဲ့တယ်ဒါသူတို့ဘယ်မှာမှရှာစားစရာမလိုအော်ဝဝလလနာအလိုက်ကုမ်လ်ဂမာမာငါအရှင်မြတ်ဒီအတင်တို့အပေါ်မှာတိမ်ကိုမိုးပေးတော်မူခဲ့တယ်ပြီးတော့ဝအန်ဇလနာအလိုက်ကုမ်လ်မန်နဝဆလဝါအတင်တို့အပေါ်မှာမန်ဆိုပြီးတော့ခေါ်တဲ့နှင်းနဲ့တူတဲ့မုတ်ကိုလည်းပဲချပေးခဲ့တယ်ဆလဝါလို့ခေါ်တယ် ခုနပြောတဲ့ငုံလိုဟာမျိုးကိုလည်းချပေးခဲ့တယ်။အဲဒီနှစ်ခုဝင်ကအရှင်မြတ်ကအတင်းတို့ပေါ်မှာချပေးခဲ့တယ်။ကုလူမင်ပတ်ရီဘာတီမာရဇာကနာကုံရှေ့ဆက်ပြီးတော့အလာမိတ်နဲ့မင်းတို့ဟာအဲ့ဒီချိန်တော့မင်းတို့ဘလို့ကြွေးခဲ့လဲဆိုရင်အဲ့ဒီထက်နေပြီးတော့မင်းတို့တန်တာတွေမင်းတို့စားကျင်တလောက်စားကြဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးနဲ့ချပေးခဲ့တယ်။အော်အဲ့ဒီလိုချပေးခဲ့တော့ဒါတို့ဘလောက်ပဲစားကျင် စားကျင်အဲ့စားကျင်လို့လူတလောက်တို့တို့ကိုရစေတော့ ရတာဟာဂျန်နတ်မှာရတယ်လို့မျိုးပဲသူတို့ကိုဒုနယာမာတင်ကိုအလ္လာဟ်ကရစီတော်မူထားတာဒါပေမဲ့အဲ့ဒီချိန်မှာအလ္လာဟ်ရှင်မြတ်ကလည်းသူတို့ကိုဆောင်းရန်ရှောင်းရန်တွေပါတွဲပြီးတော့မိန်လိုက်မင်းတို့စားမယ်ဆိုရင် မန်းတို့ဆလဝါတို့ယူမယ်ဆိုရင်တရက်စာပဲမင်းတို့ယူညစာကိုမင်းတို့ယူမထားဆိုလိုတာညတိတ်ဖို့အတွက်ကိုမထားနဲ့မင်းတို့အခုဘလောက်စားကြင်လဲစားကြင်တဲ့ဟာကိုယူပြီးစားလိုက်နောက်တင်မနေကြရင်မိုးလင်းတိုင်းမင်းတို့ကိုယူရနေမှာပဲရနေမှာပဲလို့ပြောတယ်ဒါပေမဲ့လည်းသူတို့ကဘာလုပ်တယ်လဲဆိုတော့အဲ့ဒါကို ဟိုညကြတော့ယူပြီးတော့တိန်းထားလိုက်တိန်းထားလိုက်တော့ဘာဖြစ်တယ်လဲဆိုတော့အဲ့ဒီမှာပိုးကြပြီးတော့အဲ့ဒါတွေကပုတ်တိုးပြက်စီးကုန်အဲ့တော့ဒါဟာအလတ်ရဲ့အမိတ်ကိုတခါပြန်ဖြီးစမ်းသူတို့လိုချင်တဲ့ပုံစံနဲ့အလာချပေးထားတယ်ချပေးထားတဲ့ဟာမှာဆောင်ရန်ရှောင်ရန်လေးထည့်ပြီးတော့မိတ်လိုက်တဲ့ဟာအဲ့ဒီဆောင်ရန်ရှောင်ရန်ကိုလည်းထပ်ဖောက်ဖြစ်တယ်ဒါအစ္စရေးလူမျိုးတွေရဲ့အမြဲတမ်းလို့အကျင့်ပဲဖြစ်တယ်အဲ့နဗီတိုင်းနဗီတိုင်းရဲ့ခက်မှာဒီပုံစံတိုင်းပဲအမြဲတမ်းလှုပ်လာခဲ့တာနဗီကဟိုကပြောရင်ဒီအားလုံးမယ်ဒီအားပြောရင်ဟိုအားလုံးမယ် တော့အရှိလို့ပြောရင်အနောက်ကိုသူတို့ကသွားမယ်အနောက်လို့ပြောရင်အရှိကိုသွားမယ်အမြဲတမ်းကန့်လန့်ကြီးပဲအမြဲတမ်းတိုက်ခဲ့တယ်ဒါတမန်တော်တွေကိုခေတ္တိုင်းခေတ္တိုင်းမှာသူတို့လုပ်ခဲ့တာပဲဖြစ်တယ်အမြဲတမ်းသူတို့မှာဒီဣသရေလလူမျိုးတွေမှာကစောရကတက်ခြင်းတခုခုတအားဒီလိုလောက်ပါလို့မရင်ဟိုဟာဟိုလိုမရဘူးလားဒီဟာဒီလိုမရဘူးလားဆိုတော့အဲ့ဒီလိုစောရကတွေအမြဲတမ်းလိုလိုတက်တယ်ဒါသူတို့ရဲ့ဗီဇထဲမှာကိုကပါတယ်ခေတ္တိုင်းနှစ်ပေါင်းထောင်ကြီးထောင်ပေါင်းမြောက်များစွာကြာလာပြီအခုဒီနေ့ကုလသမဂ္ဂမှာဣသရေလနိုင်ငံကနေပြီးတော့သူတို့တက်ပြီးပြောတယ်နှစ်ပေါင်း၄၀၀ကျော်ပြီးသူတို့ရဲ့တမိုင်းရှိတယ်ဆို တော့ဒီနှစ်ပေါင်း၄000ကျော်လို့သူတို့ရဲ့တမိုင်းရှိတယ်လို့ပြောတာတော့မှအဲ့နှစ်ပေါင်း၄000ကျော်မှရှိခဲ့တဲ့သူတွေအားလုံးရဲ့ဗီဇာဒီပုံစံအတိုင်းပဲအမြဲတမ်းလို့လို့စောရကတက်တယ်ဒါဆိုရင်ဟိုအားလုံးမယ်ဟိုအားဆိုဒီအားလုံးမယ်အဲ့စောရကတက်တဲ့ဗီဇာပြီးရင်အမြဲတမ်းကန့်လန့်တိုက်တဲ့ဗီဇာအဲ့ဒီကန့်လန့်တိုက်တဲ့ဗီဇာတွေဟာဒါအလောက်ရှိမြတ်မနစ်သက်တော့အရာတွေပဲဖြစ်တယ်အော်အဲ့ဒီလိုမျိုးညကိုမင်းတို့မမမလှမလှောင်းနဲ့နော် မသိမ့်နဲ့တော့တလောက်သေးချာမှားထားတယ်မှားထားပြီမဲ့လေရအောင်ညအောင်ယူပြီးသိမ့်နေသိမ့်တော့အဲ့ဒါတွေကဟိုးတက်ပြီးတော့နောက်နေကြတော့အဲ့ဒါတွေကစားလို့မရတော့အဲ့တော့စားလို့မရတော့ဘူးဆိုတော့နောက်ကြတော့အလောက်ရှင်မြတ်ကသူတို့ကိုခက်ကျဲကျဲအဲ့ဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့မှချင်းမြင်တော့မယ်အဲ့တော့ဒါဟာသူတို့ဘာလို့တည်းလဲဆိုလို့ရှိရင်ဒီအမိန်ဖီဇန်တဲ့အတွက်ကြောင့်မလို့အလောက်ဘက်ကနေအဲ့ဒီလိုပုတ်သိုးခြင်းဆိုတဲ့အရာတွေကိုဖြစ်စေတာဖြစ်တယ်အဲ့တော့ကုလူမောမဝါလာမူနာဝါလာကင်ကာနူအမ်ဖူဇာဟုမ်ယဗလီမူနအလောက်ရှင်မြတ်ကဆက်ပြီးတော့မိတ်နေတယ် မင်းတို့ဟာတဲ့ဘယ်တော့ပဲကြည်ကြည်မင်းတို့ကိုမင်းတို့ပဲဒုက္ခပေးခဲ့တာမင်းတို့နဗီတွေရဲ့အမိတ်မနာခံမဲနဲ့နေခဲ့တဲ့အရာတွေဟာအလောင်းရှင်မြတ်ကိုဘာမှသွားပြီးတော့မှမဖြစ်စေဘူးဆိုလိုတာတမန်တော်ရဲ့နဗီတွေရဲ့အမိတ်တွေကိုမနာခံမှုဆိုလို့ရှိရင်နဗီလည်းဘာမှမဖြစ်ဘူးအလောင်းရှင်မြတ်လည်းဘာမှမဖြစ်ဘူးဘယ်သူပဲဖြစ်မှာလဲအဲ့မနာခံသူတွေပဲဒီရဲ့ဆိုးကျိုးတွေကိုခံရမှာဖြစ်တယ်အဲ့ဒါကိုအလောင်းရှင်မြတ်ကမိတ်နေတယ်ဝမဘောလာမူနာ မင်းတို့အမြဲတမ်းကန့်လန့်တိုက်ခဲ့တဲ့အရာတွေကငါ့ကိုကန့်လန့်တိုက်နေတာငါ့ကိုနစ်နာအောင်လုပ်နေတာမဟုတ်ဘူးဝါလာကင်ကာနူအန်ဖူဇာဟုံယောလီမွန်မင်းတို့ကိုကိုကိုသားနဲ့နစ်နာအောင်ကိုကိုကိုသားဒုက္ခရောက်အောင်ဆိုပြီးတော့ဒါမင်းတို့လုပ်နေကြတာဖြစ်တယ်ဟုတ်တော့ဗမာလိုစကပုံရှိတယ်ဘယ်သူမပြူမိမိမှုဆိုတဲ့ဟာကကိုလှုပ်လိုက်တဲ့အရာကကိုကိုယ်တိုင်ပဲခံရမှာပဲဘယ်သူကမှလာပြီးဝိုင်းပြီးတော့ခံပြီးမှမဟုတ် တော့သူတို့လုပ်ခဲ့တဲ့ဒီအပြစ်တကြောင်အလောင်းရှင်မြတ်ဘက်ကနေသူတို့ပေါ်မှာအာဇာပြီးတောက်လျှောက်ကြတယ်။ပြီးရင်သူတို့ဇာနေနေအမတ်တွေရုပ်သိမ်းခံရတဲ့အရာတွေရှိတယ်။သူတို့ချီးမြှင့်ထားပြီးသားအရာတွေအခွင့်ဒူးဆန်အခွင့်ဒူးခံလူဒန်းစားတွေကိုအဲ့ဒီအခွင့်ဒူးခံလူဒန်းစားကနေပြီးတော့ပြန်ရုပ်သိမ်းခံရတဲ့အရာတွေအားလည်းပဲဒါကသူတို့တံပိုးမထားတဲ့အတွက်ကြောင့်ဘယ်သူမပြုတ်မမိမှုအနေနဲ့ပဲအကုန်လုံးဖျက်ဆီးခဲ့ရတဲ့အတွက်ကြောင့်သာဖြစ်စေတယ်။အဲ့တော့ဒါကနည်းနည်းလေးပဲရှိသေးတယ်။အရှိမတောက်လျှောက်၃လေးမျက်နှာအလောင်းရှင်မြတ်ကတောက်လျှောက်ဒီဣဇရေလူမျိုးတွေကိုပဲတောက်လျှောက်တိုက်ရိုက်ပဲမိန်တော် အဲ့တော့ကျွန်တော်ဒီမှာကဏ္ဍ၃ခုကျွန်တော်အင်ရှာအလ္လာခွဲပြီးပြောပြပါမယ်။အစ္စရေးလူမျိုးတွေကိုအလောရှင်မြတ်ကခေတ္တိုင်းခေတ္တိုင်းမှာဘယ်လိုနေအမတ်တွေချီးမြှင့်ခဲ့တယ်လဲဘယ်လိုချီးမြှင့်မှုတွေချီးမြှင့်ခဲ့တယ်လဲဆိုတာကဏ္ဍတစ်ခုအနေနဲ့ကျွန်တော်ရှင်းပြပေးမယ်ပြီးရင်ဆာဟိုကကျွန်တော် subscribe ပေါ်မှာတင်ထားပေးပါမယ်။ တိယတစ်ခုကပါလဲဆိုရင်တို့ဘယ်လိုတွေပြန်ပြီးတော့မှယုံမာခဲ့ကြတယ်လဲဖောက်ဖျက်ခဲ့ကြတယ်လဲကျူးလွန်ခဲ့ကြတယ်လဲဆိုတဲ့ဟာတွေကိုလည်းကုရ်အာန်အာယတ်တွေနဲ့တောက်လျှောက်ကျွန်တော်အဲ့ဒီမှာဇာယကွက်လေးလုပ်ပြီးတော့ကျွန်တော်တင်ပေးပါမယ်။ ီးသွားပြီဆိုရင်တတရားတစ်ခုကပါလဲဆိုလို့ရှိရင်တို့အဲ့ဒီလိုကျူးလွန်ခဲ့တဲ့ကြောင့်အလောရှင်မက်ဘက်ကနေတို့ဘယ်လိုအဇာပေးချတယ်လဲဘယ်လိုပြစ်ဒဏ်တွေချခဲ့တယ်လဲဆိုတဲ့ဟာတွေကိုတောက်လျှောက်အဲ့ဒီပြစ်ဒဏ်တွေကိုလည်းပဲကျွန်တော်ကိုရောင်အရက်တင်တဲ့အညီအင်ရှာအလ္လာချပြီးတော့မှဇရာကွက်၃ခုပုံစံပြုကျွန်တော်ချပြီးပြပေးပါမယ်။ ဲ့ဒီဇာကွက်တွေကိုလေ့လာကြည့်လို့ရှိရင်ဒီအစ္စရေးလူမျိုးတွေဟာဂျူးဘာသာဝင်လို့လည်းခေါ်တယ်အစ္စရေးလူမျိုးတွေလို့လည်းခေါ်တယ်အဲ့တော့အခုဒီနေ့ပါလက်စတိုင်းမှာဘလို့ပုံစံမျိုးနဲ့ဂျူးလွန်နေကြတယ်အဲ့ဒီဂျူးလွန်နေကြတယ်ဆိုတဲ့ဟာကဒါတို့ခေတ်တိုင်းခေတ်တိုင်းမှာအများရန်လုတ်ခဲ့ကြတယ်ပုံစံတွေပဲဖြစ်တယ် အရင်ခေတ်တွေတော့မီဒီယာတွေနဲ့ကဘာတစ်ခုလုံးကိုသတင်းမရောက်တဲ့တကြောင်အဲ့လောက်မသိကြရဘူးအခုကတော့ကဘာတစ်ခုလုံးကိုမီဒီယာကနေတစင်သတင်းတွေရောက်နေရတာဖြစ်တဲ့တကြောင်အင်တာနက်တွေကနေရောက်နေတာဖြစ်တဲ့တကြောင်တို့ဖုံးဖီးလို့မရတော့အခုလုံနေတဲ့အရာတွေကတို့တသက်လုံးလုံခဲ့ကြတဲ့အရာတွေပဲဖြစ်တယ်နှစ်ပေါင်း၄၀၀၀ကျော်တမိုင်းလို့ပြောတာအဲ့ဒီနှစ်ပေါင်း၄၀၀၀ကျော်သလုံးမှာဒီတိုင်းပဲလုံခဲ့ကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့အလောရှင်မြတ်သဘောပေါက်ပြီးတော့နားလည်နိုင်စွမ်းချီးမြှင့်ပေးသနာတော်ပူပါစေ آخر دعوانا ان الحمد لله رب العالمين